ညည်ရကြရတဲ့အခြေကိုခန်းစားအောင်ပြပြလာတဲ့တဲဆုငိမ်အလုံးမဲမင်လာဝပရိတိချင်းရှင်အခုစဉ်တဲဆုငိမ်ကမစ္စတာအနေနဲ့ရောအနုပညာတယောက်ဆောင်တယောက်အနေနဲ့ပါအောင်မြင်မှုတွေရရှိလာနေပြီဖြစ်ပြီးအခုစဉ်တဲဆုငိမ်ကရုပ်ရှင်စကားကြီးတွေမှာတော့ပါဝင်ရိုက်ကိုပေးနေရပြီဖြစ်ပါတယ်တဲဆုငိမ်လေးကတော့ဒီကနေ့မှလည်းပွဲလေးတစ်ပွဲကိုတက်ရောက်လာခဲ့ပြီး Miss World မြန်မာ2025ပြပွဲချင်းမှာ ဝင်နာခရောင်းကိုရရှိသွားခဲ့တဲ့အလားမယ်လေးဒီစာခင်ရဲ့အကြောင်းလေးကိုပြပြလာခဲ့ပါရယ်။တဲစုံငိန်ကတော့အလားမယ်လေးခိစာခင်ကြောင့်မြင့်ရချာမိတဲ့အထေကိုဖြစ်ခဲ့ရတယ်လို့ဆိုပါရယ်။ Miss War မြန်မာ2025ပြန်ပွဲအကြီးကတော့ရန်ကုန်မြို့ကစီတာနာဟိုတယ်မှာကျင်းပပြုလုပ်ခဲ့ပြီးအဆိုပါပြန်ပွဲကြီးမှာတော့အလားမယ်လေးခိစာခင်ကအနိုင်ရရှိသွားခဲ့ပါရယ်။ကိစားကရောအခုလိုဝင်တာခရောင်းကိုတည်ယူနိုင်ခဲ့တဲ့အပေါ်မှာမြေကြားရတဲ့အထိကိုဝန်တာပြောရှင်းနေကြတာပါ တဲစုငိန်ကလည်းခေစာခင်လေးကိုခြေကသူပါမျက်ရည်ဝဲရည်လို့ဆိုပါရယ်အဲကြောင်လေးတွေကိုလည်းတဲစုငိန်ကခုလိုပဲပြပြလာခဲ့ပါရယ်တဲစုငိန်ကဝင်လာလို့អော်လိုက်တဲ့အချိန်မှာကိုလည်းအရန်ကိုအံ့ဩခဲ့ရတယ်သူငူရာလေးမြင်ရတော့ကိုပါမျက်ရည်ဝဲမိတာပေါ့နော်တတဲလေးသူ့နေရာကိုရောက်သွားတယ်လို့ပဲခံစားမိတတဲလေးဒီလိုပဲငိုခဲ့ပြီးတော့ပြန်ပြီးတော့မြင်အောင်မိပါရယ်သူအင်တာဗျူးဖြစ်တော့တတဲလေးကိုကုတ်ကိုတရိယာမိတယ် ခင်စားခင်ကဝင်လာရတော့အဲ့ဒီပုံမှာဂုံယူမိပါတယ်။တက်တယ်လေသူ့ကိုကြည့်ပြီးတော့မျက်ရည်ကျတဲ့အထိကိုခံစားမိပါတယ်ဆိုပြီးတော့ရင်ဖွင့်ပြောပြလာခဲ့ပါတယ်။အခုဆိုရင် Miss War မြန်မာ2025မှာဝင်လာရရှိထားတဲ့အလာမယ်လေးခင်စားခင်ကိုအလုံးကကြည့်ကြိုးပြောဆိုကအားပေးနေကြပြီးဆိုရှယ်မီဒီယာရဲ့ပုံမှာလည်းခင်စားခင်ရဲ့အမတ်တရားပုံလေးတွေကပြည့်နေရောက်ရှိလို့နေပြီးအားပေးမှုတွေကိုခံနေရပါတယ်။ အလားမယ်လေးခေစာခင်ကတော့လာမယ်၅လပိုင်းတည်းမှာမြမခွန်စာပြောအလားမယ်တောင်းနေနေအေရီးယားမှာတွားရောက်ပြီးတော့ရှင်ပြန်ရမယ်လို့လည်းသိရပါဗျ။အခုလိုလာမယ်လေးခေစာခင်ကဝေနာခရောင်ရရှိလာတဲ့ပုံမှာလဲတဲစုငင်ကခေစာခင်ကို အပြေဝါ support ပေးသွားမယ်လို့ဆိုပါတယ်။အခုဆိုရင် Miss Ball မြန်မာ2025မှာအနိုင်ရရှိသွားတဲ့အလားမယ်လေးခေစာခင်ကိုအလုံးကကြည်ကျအားပေးနေကြပြီ။ဝင်ရောက်ပေးနေကြပါတယ်။တဲစုငင်ကအလားမယ်လေး ခီစာခင်နဲ့ပတ်သက်ပြီးအခုလိုပဲပြပြလာခဲ့ပါတယ်။တဲစုံငိန်ကညီမလေးကအရန်ကြော်ပါတယ်။မိရဲ့အမေကလေးတွေကိုလည်းတိတိယယဖြစ်စိုးနိုင်တာကိုတွေ့ရတယ်။သူကတန်းလင်းရှိပြီသားပါ။ညီမလေးကိုနောက်ထပ်လိုအပ်တာလေးတွေရှိရင်လည်းပြင်သွားမှာပါဆိုပြီးတော့ပြပြလာခဲ့ပါတယ်။တဲစုံငိန်ကတော့သူ့အနေနဲ့ခီစာခင်လိုအပ်ချက်ရှိတဲ့အပိုင်းလေးတွေကိုလည်းပြပြပေးသွားမှာပါ။ တွန်းစီကိုအချိန်မွေဝင်လာတိုင်ပင်လို့ရကြောင်းကိုလည်းအင်တာဗျူးကနေပြောဆိုလာခဲ့ပါတယ်။မိသားရိကတော့အခုလိုတဲ့စင်ငင်ကတတွဲခေါ်ပြီးနေပေါ်မှာလည်းချီချိုးပြောဆိုနေကြပြီးတဲဆုငင်လေးကို အားပေးနေကြပါတယ်။တဲဆုငင်ကတော့ကိုဆိုရင် နေရာတနေရာထိအောင်မြင်နေပြီဖြစ်ပြီးသူ့လိုပဲအောင်မြင်မှုတွေစတင်ရရှိလာပြီဖြစ်တဲ့အလားမဲလေးခိစာခင်ကိုနဗေယနေအာဘီဝင်းရပေးနေပြီဖြစ်ပါတယ်။တဲဆုငင်လေးကတော့ဒူဂရိုင်းကလည်းအလားမဲတယောက်အနေနဲ့ဝင်ရောက်ရှင်ပြိုင်ပြီးပြီး အနုပညာလုပ်လေတွေကိုဝေဟောင်းလုပ်ကိုင်းလာခဲ့တာပါအခုစရင်တာစုံငိမ့်ကအနုပညာလုပ်လေတွေမှာ စတိုက်ဆိုသလိုလုပ်ကိုင်းနေရပြီဇကာရီရဲ့အထီကိုပါပါဝင်ရိုက်ကိုလာနေရပြီဖြစ်ပါတယ်ပြီးတော့တက်တဲလေးဟာဆရာဖြစ်သူကျွမ်းလွင်နဲ့လက်တွဲကအနုပညာလုပ်လေတွေ ဇယားဖြစ်သူရဲ့အလုပ်လေးတွေမှာပါပါဝင်လုပ်ကိုင်းပေးသွားမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းကျွန်တော်တို့ channel ကနေပြီးတော့စိတ်ဝင်စားဖို့ရတဲ့အကြောင်းအသေးလေးနဲ့တူပြန်လာကြည့်ဦးမှာဖြစ်လို့အတိတ်တော်ဘူးတွေတင်နိုင်လို့တန်သိရှင်းနိုင်ဖို့အတွက်ဘေးနားချက်ပြီးခလုံးလေးကိုလည်းနေထားပေးကြပါဦးရှင်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။